အခုကျွန်တော် ရောက်နေတာကတော့ဒီပြီးခဲ့တဲ့ဒီမေလ14ရက်15ရက်နေ့မှာဒီစစ်ကောင်စီတပ်ကဘုံကျဲခဲ့တဲ့ဒီခိုင်ပြည်နယ်ကြောက်တော်မြို့ပေါ်ကဒီရော်မရက်ခွက်ကိုရောက်ရှိနေတာပါအခုကျွန်တော်နောက်မှမြင်ရပါပါအိမ်ကြီးကတော့အကောင်လုံးပြပြစီးသွားอยู่ပေါ့လေဆိုတော့ကျွန်တော်ပထမဆုံးဒီဘုံကျဲခံတဲ့နေ့မှာလေကျွန်တော်ရောက်ခဲ့တယ်ဆိုတော့အခုဒီဘုံကျဲခံပြီးတော့မှဒီလာဝေးလောက်ကြမှာပေါ့လေကျွန်တော်ထပ်ပြီးတော့ရောက်လာတယ်ရောက်လာတဲ့အချိန်မှာတော့အကောင်လုံးကဒီရက်ခွက်သူရက်ခွက်သားတွေကအကောင်လုံးတိတ်ဆိတ်ညီသက်တော့ကြပါပြီဒီမှာဆိုရင် တုတ်တင်တစားတင်လို့ခေါ်လို့ဘသူမှမရှိတော့ဘူးလူတွေလည်းမနေရတော့ဘူးဒီမှာထပ်ပြီးတော့ဘုံလာကြီးတွေမာတွေကိုစိုးရင်ပြီးတော့မှဒီမှာဘသူမှမနေရတော့ပါဘူးဒီမှာဆိုရင်ဒီအိမ်တွေတော့ရှိတယ်အကောင်လုံးကပြိုပျက်စီးနေကြတယ်ဒါပေမဲ့ဘသူတူတယောက်ကိုမှခြာတွေ့ခြင်းချင်းမရှိတော့ပါဘူးဆိုတော့ကျွန်တော်နောက်မှာကျွန်တော်လည်း like ခဲ့ပါဒီဒီမှာဟိုဘာတွေရှိလဲပေါ့လေကျွန်တော်ထပ်ပြီးတော့ကြည့်အောင် ဆိုတော့ကျွန်တော်မေလာ15ရက်နေ့ဒီကြောက်တော်မျိုးကဒီရမရက်ွက်ပေါ့လေဒီရက်ွက်ကိုရောက်တဲ့ခါမှာတော့ဒီဖက်ချမ်းကိုပဲဘုံကျေခဲ့တာပါစစ်ကောင်စီတက်ကလေဟောဒီဖက်ချမ်းမှာဒီအိမ်တွေဆိုရင်အကုန်လုံးပျက်စီးသွားတယ်ပြီးဒီနောက်ကအိမ်တွေပျက်စီးသွားတယ်ဆိုတော့ဖက်မှာပျက်စီးနေတဲ့အိမ်တွေကကြတော့ဒီဟိုထက်ပြီးတော့နောက်တစ်ခေါက်လာကျေတဲ့အချိန်မှနေပြီးတော့ပျက်စီးသွားတာဒါ15ရက်နေ့မှနေပြီးတော့မှဘုံလာကျေတဲ့ခါမှာပျက်စီးသွားတဲ့အိမ်တွေပေါ့ဒီဖက်အိမ်တွေကကြတော့14ရက်နေ့မှ ဘုံလာကြည့်တဲ့အချိန်မှာပြစ်စီသွားပြီးတဲ့နေအိမ်တွေပါဒီရက်ွက်တွေကတကယ်အရက်သားတွေနေတဲ့နေအိမ်တွေပါပဲဒီဖက်မှာကျတော့အရက်သားတွေပဲနေတယ်ဒီမှာလက်လွတ်လွတ်စားတွေဘေးတွေမောင်းတဲ့သူတွေပင်ကွန်းဆိုင်ရောင်းတဲ့သူတွေပဲဟိုနေတဲ့နေအိမ်တွေပေါ့လေဆိုတော့ဟိုသူတို့ကတော့ဒီအရင်တော့ဆိုတော့ဒီရက်ွက်တွေမှာမိသားစု တိုက်တိုင်းဝိုင်းဝိုင်းနဲ့ကိုမိသားစုကိုတန်သမီးနေတဲ့တိုက်တိုင်းဝိုင်းဝိုင်းရှိကြတဲ့နေအိမ်တွေပေါ့လေဆိုတော့အခုကတော့ဘုံကျေးခံလိုက်ပြီးနောက်ပိုင်းမှာတော့ သူမိသားစုတွေလည်းတချို့မိသားစုတွေကတည်ဆုံသွားတဲ့သူတွေရှိတယ်တချို့တွေဒဏ်ရာသွားတဲ့သူတွေရှိတယ်တချို့တွေလည်းဒီမတန်ဆွမ်းမတန်ဆွမ်းဖြစ်သွားတဲ့သူတွေရှိတယ်ပေါ့လေဆိုတော့ဒီလိုတိုက်တိုင်းဝိုင်းဝိုင်းနဲ့နေခဲ့တဲ့ပျော်ရှင်စရာမိသားစုတွေကအခုစစ်ကောင်စီရဲ့ဘုံကျင်းမှုတွေကြောင့်အခုကတော့အကောင်လုံးပျက်စီးသွားပြီဖြစ်တယ်လို့တစ်ဖက်မှာလည်းသူတို့ခုန်လွန်ခဲ့တဲ့သူတို့ရဲ့ငွေတွေကနေပြီးတော့မှစူးစမ်းစုဆောင်ခဲ့တဲ့နေအိမ်တွေကလည်းအခုခုဆိုရင်ရစရာမရှိအောင်အကောင်လုံးပျက်စီးသွားခဲ့ပါပြီဆိုတော့ဒီရက်ွက်ကလည်း အရင်ကလိုမစီကားတော့ဘူးခုဆိုရင်အကောင်လုံးပျက်စီးဆုံးချုံးနေပြီပေါ့လေတောက်တဲ့ဇက်ပြင်လို့ဖြစ်သွားခဲ့ပါဖြစ်ပါတယ်ခင်ဗျာ